Hello မင်္ဂလာပါရှင် Sorry Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ် Sorry ဒီနေ့ထိုင်းမှာရှိတဲ့တက္ကသိုလ်ကျောင်းဝင်းထဲမှာပြုလုပ်ထားတဲ့ပွဲစည်းကိုသွားပါမယ်။ဘာရရှိလဲဘယ်လိုမျိုးလေးလဲသိချင်လို့ရှိရင် Sorry နဲ့ဒူလိုက်ခင်နော်။ဒီတက္ကသိုလ်က Sorry တက်နေရဲ့ Uni ရောမဟုတ်ဘူး။ထိုင်းမှာရှိတဲ့ CM University လို့ခေါ်ပါရယ်။ကျောင်းဝင်းကလည်းအကျယ်ကြီးပဲ။ပွဲစည်းကလည်းကျောင်းဝင်းတစ်ခုလုံးအပြည့်အနည်းပါနေရာယူရတာကိုတွေ့ရပါရယ်။ ရောက်သွားတော့လေမုတ်ဒီမှာအများကြီးပဲအဆုံရှိရဲ့ပြင်ကိုဈေးလက်သက်သာရဲဆူရှိဆိုတစ်ခု30 20 30 40လေးတွေပဲပေါ့နော်အဲ့ပြင်ကလေးစီးချရလည်းအများကြီးရှိရယ်ဆိုတော့ဘာမှမစားခင်အဲ့လိုမျိုးချားရေရဟတ်တီအဲ့လိုစီးချင်လို့ဆိုပြီးတော့မူဇီရန်ယူတိုင်းမဲ့လမ်းလျှောက်ပြီးတော့ဖြတ်ခဲ့ပါတယ်မူဇီရန်ယူမှာအရှိကြီးပဲဆိုတော့လေစီးချရရောက်တဲ့အထိဆိုလို့ရှင်ကျောင်းဝန်းအဆုံးထိကိုတော်တော်လေးလမ်းလျှောက်သွားလိုက်ရတယ် စားစရာတွေရလေလေအကုန်လုံးလက်ဆက်တဲ့အပြင်အရှိမရင်ကြော်လော်ချက်ပြုတ်အကုန်လုံးလုပ်ပြနေရပေါ့နော်။ဒါရောဆိုရယ်ပတ်စင်တဲ့ assistant ညီမလေးပါ။ဆိုရယ်အရင်တက်နိုင်လို့ခေါ်ခန့်တာရောမဟုတ်ပါဘူး။ဒီတိုင်းဆိုရယ်ကိုချစ်လို့ဆိုပြီးတက်တက်ကူညီပေးရပေါ့နော်။အသီးနှံတွေဆိုလည်းအစုံရှိရဲအကြော်အလော်အကောင်ပလောင်အကြော်တွေရောပါမုတ်တွေရောအကုန်လုံးရှိပါရဲ့။သူတို့အမှတပတ်၁၀ရက်လောက်လုပ်သွားတာကိုလေနေ့တိုင်းလူမျိုးပုံမြန်အကြီးလွတ်တာရဲ့။ လမ်းတလျှောက်မှာလေးလို့ accessory လေးရော crochet ရုပ်ကလေးရောအရန်ချဖို့ကောင်းတယ်။အဲ့ဒါရင်မကောက်ဆိုရတရိတ်ဆန်นี่လည်းအများကြီးတွေ့ခဲ့အစုံပဲခွေးတွေဝတ်တွေစိတ်တွေယုံတွေငါးတွေအစုံပဲတကယ်အဲ့လိုနဲ့ဆက်လျှောက်ရတဲ့ accessory ဆိုင်အယုတ်ဆိုင်လက်သေးဆိုင်မုတ်ဆိုင်အစုံမဲ့တကယ်အများကြီးမှအများကြီးပဲကလေးပစ္စည်းရောင်းတဲ့ဆိုင်ရဆရှိတယ်။ဆိုရလဲနောက်ကျမှသိရောပွဲပြီးခင်တည့်ရက်အလိုလောက်မှရောက်သွားတာ။ မချီအောင်ဒီမှာဆိုလို့ရှိရင်စားတော့တန်းစားတော့ဆိုင်ကြီးလိုမျိုးမှာပြီးထိုင်စားရတဲ့တန်းကြီးပေါ့နော်ဆိုတော့တရိတ်ဆန်ကြီးအများကြီးတွေးခဲ့ပြီးလဲပြီးတော့ယုံလေးကိုအစာကျွေးပြီးတော့ထိလို့ရတဲ့နေရာလေးတွေးလို့ဝင်ခဲ့သေးတယ်။အမအစာလေးကြီးကျွေးနေယုံလေးအများကြီးရောက်လာတာယုံလေးရဲ့လေးတတိလေးနဲ့အရန်ချဖို့ကောင်းတယ်ဆိုတော့အစာကွက်ကင်တော့ဆိုတော့စီအများကြီးရောက်လာဆိုတော့လည်းအလှည့်နေတော့တိချကျွေးညာပဲပေါ့နော်။မှတ်ကြုံမတ်တလေးရက်ပြီးအလိုလေးအစာတောင်းလာရဲ့ဆိုတော့အစာကျွေးရကုံကတော့အကုန်လုံးလိုက်ကင်ကြည့်ရပါတော့နော်။ လက်ထဲမှာမနေဘူးလို့မျိုးအရန်လှုပ်ပြီးတော့ခုံချဖေးရမလဲဆိုရလဲတကောင်မီတကောင်လိုက်ကင်ပြီးတော့ခြီကြည့်နေ။အကောင်လေးရလက်တဆုပ်စာလေးမှာကျုံတသေးလေးမှာတသေးလေးအရန်ချူကောင်းတယ်။တကောင်မီးတကောင်ဆိုရနာလာရဲပေါင်မောတက်တဲ့အစာရှိမလားလို့လာရှာရဆိုရလဲအစာကုံဝိုင်းအဲ့ဒါနဲ့ရောက်လာတဲ့ကောင်နှန်းကိုကင်ကြည့်ရဲချီကြည့်ရဲမာမာကြီးဒီကောင်လေးကိုဆိုရကိုခစ်တောင်းပေးလိုက်တယ် မှာထိုင်းကလေးရလည်းအကြိုက်ပေါ်ယုံလေးတွေကင်လို့ရထီလို့ရအစာကျွေးပြီးစော်နေရတာအမကလေးတွေတည်းဒီလိုမျိုးခုံနေဟာလည်းရှိရဲအဲ့ဒါဘလို့ခေါ်လဲတော့မသိဘူးအပြော့ပြော့ပြော့အီးအီးလည်းရှိရဲကဲမှာပင်လေတမျှတော့တွေ့ပါပြီဆိုရတော့စီးဖို့အတွက်စောင့်နေပါရဲ့အမကပတ်တွေပါပြီးပတ်အကာကြီးချပြီးတော့ဆိုရတော့ ready ပြင်နေပါရဲ့ မတော်စိတ်လှူရှာရတယ်ဒါပေမဲ့အရင်မကြည့်ဘူးဆိုပြီးတော့အထင်သေးလိုက်မိတာပေါ့နော်အမငါးပေါင်းမှောက်တာပဲပထမဆစီရောအဆင်ပြေနေသေးတယ်ပြီးတော့ဝူးရီဝိုင်းဖြစ်ကုန်ပြီပြီးလဲပြီးတော့အသေးအော်ရတာပဲဆိုတော့ ရလေတော်တော်ကြာရသေးလား7မိနစ်လောက်ရှိမှထင်တယ်တတိလီဆိုတော့လေအရှင်ကလည်းအယမ်းမြန်နေပြီး45ဒီဂရီလောက်ထိသွားတော့လေလူကတေရောမယ်အယမ်းမူးရောခါနေရအမရက်တော့သူခပတ်ကို lock ချရတာကွာတော့နေလာဖွင့်ပြီးမှပွင့်နေ safety အတွက်ဆိုပြီးတော့အဲ့လိုလုံးမှာပဲမဟုတ်လို့ရှင်ဆိုရဆိုဖင်နေမြောက်ထွက်ပြော်လေလွင့်ထွက်တော်မယ်တိုင်းပဲဒီကောင်ကြီးရောမစည်းခဲ့ဘူးတော်တော်မူးမယ်ဆိုရတိလို့ဆိုရတငယ်ကြီးဆိုအန်ထွက်တယ်ပြောရဲ့ ဒါမဲ့ပကံများပြန်လေးလောက်တော့စီးပါမယ်ဆိုပြီးတော့စီးခဲ့ပါတယ်။အမစရောလက်မှတ်ဝယ်ပြီးတော့အရင်တက်တာပေါ့နော်။ပြီးတော့လူပြေးဖို့အတွက်ခဏစောင့်ပါတယ်။ပြီးတော့အမစပါပြီးလှဲ့ပြီးအရှိရောအနောက်တရောအလိုမျိုးပြန်လှဲ့ရပြီးရင်လိုမျိုးခါချရတဲ့လူတွေ။မစရောဖွေရဲ့နှစ်ယောက်ကလည်းမခံနိုင်ဘူးလေမစီကအကလေးလေးရော မတက်ရနိုင်တဲ့ကြီးရော။တခါစီး50 60ရောပေးရတယ်။ဒါမဲ့တက်မှရဲ့10မိနစ်လောက်ကြာတော့အဲ့လောက်ကြာအောင်လဲဒုက္ခခံလိုက်ရတယ်။ ပြီးတော့အမကစားရတဲ့တန်ရောက်တော့ဆိုတော့အမတို့ပတ်စံဖြုံမှုစပါပြီအမဘူပေါင်းဖောက်တဲ့အက်က3ခုကို50ဆိုပြီးတော့50ကိုအရင်ဝယ်အဲ3ခါလုံးမရတော့နောက်တစ်ခါထပ်ဝယ်အဲဒုတိယတစ်ခါမှာဘူပေါင်းနှလုံးပေါက်သွားတယ်ဆိုပြီးတော့သူတို့သတ်မှတ်ထားတဲ့အယုတ်ဆိုင်လေးတွေကအယုတ်လေးတယုတ်ရခဲ့ပါတယ်ကဲခုကတော့တနက်ပြစ်ပါပြီတခါပြင်းဘတ်30ကြီးစံ10လုံးလောက်တော့ပါမယ်ထင်တယ် အမကျဲလေးကိုကျဲအမဲကိုတစ်ခုလုံးအမကွင်းကွင်းအပေါက်ကြီးဖြစ်တဲ့အထိပြစ်ကမှာပေါ့နော်အမသူကနည်းနည်းလေးအာယုံလေးလွှဲရတဲ့ကိုသူကအပေါ်ကြီးကိုရောက်ရအောက်ကြီးကိုရောက်သွားလို့ဖြစ်သွားတာပေါ့နော်အပထမပြစ်တော့မရဘူးတဲ့နည်းမထီဘူးတဲ့နည်းမရဘူးတဲ့ရုပ်တဲ့ဆိုပြီးတော့ပြီးတော့ဒုတိယတစ်ခေါက်ထပ်ပြစ်တယ်ဒီတစ်ခေါက်တော့သေချာ focus ပြီးတော့ပြစ်တာလုံးဝငါထီအောင်ပြစ်မယ်ဆိုပြီးတော့ဟဲ့ကျဲနာနဲ့နီးလာပြီးပြင်းပြင်းနဲ့နောက်ဆုံးကျဲပောက်သွားပြီလဲဆိုလို့ဆိုရပြီပေါ့လို့ထင်တာ ကျဲတစ်စက်လေးထိအောင်လည်းမရဘူးတဲ့ကျဲတစ်ခုလုံးရောအပေါက်လိုက်ကြီးဖြစ်မှရမှာတဲ့ဆိုပြီးပြောစရတဲ့ငယ်ချင်းတွေအဲ့လိုမျိုးလက္ခဏာပေးမိတာဥတက်နေရတယ်တကယ်ငငယ်တော့ကလေရောင်းတဲ့လေဓာတ်လိုက်တဲ့ပီကယ်မျိုးလေးလေအဲ့လေးငယ်ဘွားလိုစနက်ကလေးရောင်းတာကြည့်အောင်စုံဝဲအမစရာတို့အကုန်လုံးလဲစီးပြီးဆော့ချင်တာလေဝါဆော့ပြီးွားပြီဆိုတော့ ုစားဖို့ဆိုပြီးတော့မိုးစီရန်ဘက်ကိုပြန်ပြီးတော့ရှောက်လာပါတယ်။အမှန်တရမီးဘုံပြန်လွတ်တာကလေးတစ်ခုနှစ်ခုမကောက်သုံးခုလောက်ကိုမှအကြီးပဲကျုံရုပ်ကြီးကိုကျုံမီးဘုံပြန်ရုပ်ကြီး။အမှစားစရာကြီးလေးအရန်များတော့လေးဘာစားအမှန်မသိဘူးတကယ်အစုံပဲ။အဲ့ဒါဆိုရတွေ့သမျှလေးရဲ့အကုန်လုံးစားကျင်တယ်လို့ထင်နေဟာမှန်သမျှအကုန်ဝယ်ခဲ့တယ်ပထမဆုံးဆိုရကင်းမွန်ကင်းဝယ်အဲ့ကင်းမွန်ကင်းကလေအချင်းကတော်တော်ကောင်းတယ် ပြီးတော့မှအမဲသားလုံးလေးတစ်ခွက်ဝယ်ခဲ့သေးရယ်ပြီးတော့မုတ်အချိုရီ dessert လိုမျိုးကြီးလည်းအများကြီးရှိရယ်ဆိုတော့ရှားရယ်ရှားရယ်ဖွေးရယ်အမလူတွေအများကြီးပဲတန်းစီနေလို့အားလုံးကျော်အနှစ်အယောင်နဲ့ပေါ့နော်ဒါပေမဲ့ဒါပစွန်ကွင်းပစွန်ကွင်းလေးလည်းဝယ်ခဲ့ရယ်အားကြီးလည်းစားလို့တော်ကောင်းတယ်အာဘီရောလိုမျိုးအကင်ဘန်းရင်းနဲ့ရှိရဲဒါရောဝက်ဥဂျိုးပေါ့နော်ဝက်ဥဂျိုးဆိုတာဟင်းရည်လိုမျိုးလေးတောက်ချင်လို့ဆိုရင်ဟင်းရည်မျိုးလေးဝယ်ခဲ့ပါတယ် ဘဥချိုချင်းဆက်ဟင်းရီလီအများကြီးဝယ်ခဲ့ပြီအပြေတော့ပင်လေစာရေးပေါ့နော်တော့အစိမ့်ဆိုဆိုတော့မစားခဲ့ဘူးဒါရောဆိုတော့အရန်ကြိုက်တဲ့ကင်းမုံဦးအချင်းအစိမ့်နဲ့ဆိုအရန်စားလို့ကောင်းတယ်အဲ့လိုနဲ့ဆိုတော့ပွဲစည်းဆက်ရှောက်ရှာလိုက်ဖွေးလိုက်နဲ့မက်ရှ်မဲလူကင်းလေးတွေ့ရဲဆိုပြီးတော့စားချင်လို့မှားလိုက်ပါတယ်တချောင်းကိုဘတ်20ပေးရပါတယ် အဲ့လိုနဲ့ရတော့ဆိုရစကြည့်တော့အပေါ်ပိုင်းအပူပေးရတဲ့ဘိုင်းလေးကပျော့ပြီးတော့ဆောက်လို့ကောင်းတယ်။အောက်ဘိုင်းလေးကနည်းနည်းလေးမာတယ်။ဒါမဲ့ overall ဆောက်လို့ကောင်းတယ်။တစ်ခုလုံးကွာလုံးဝပျော့နေအောင်အပူပေးရရင်တော့တော်တော်ဆောက်လို့ကောင်းမှာ။ဒါလေးကထမင်းဖြူပေါ်မှာကြက်အုပ်ကြော်တင်ဟင်းလေးထည့်ပြီးတာကမှဘတ်30ပဲ။တော်တော်တန်တယ်။ဆရာတို့ထိုင်စီရနေရာရပြီးတော့တယောက်က ရေကုန်ကင်ဝဲလာရတယ်သူစီရမြည်ကြည့်။ဒါရောဆရာဝဲလာရဲ့အစားအစာကြီးအကုန်လုံးမှာရှင်။ Eros ရန်ဆက်စားပါပြီ So I wrote ဆားလိုက်တော့လိုက်နေစကားရေးရှယ်များပြီးရဲ့အခါမှာ ဘာမုတ်တီရှိသေးလဲဆိုပြီးတော့ထပ်သွားကြည့်ပါရယ်ဈေးတန်းရတဝက်မှာပဲထိုင်နေအောင်ဆိုတော့တော့တဝက်လောက်ကကျန်သေးရယ်အဲ့ဒါနဲ့ဆက်လျှောက်သွားရယ်ဆက်လျှောက်သွားပြီးတော့အမအုံးပြီးရေခဲမုတ်တွေ့ရနေအုံးပြီးရေခဲမုတ်စားမယ်ဆိုပြီးတော့ထပ်ဝဲခဲ့ပါသေးတယ်ဒါရောသူများပီဇာဝဲရတာကျွေးလို့ဆိုပြီးတော့စားခဲ့ပါသေးရယ်ဘာမုတ်သားရလေးအီအီလေးနဲ့တော်တော်စားလို့ကောင်းတယ်မထင်တော့အဲ့လောက်ကောင်းမယ်လို့တစ်ချက်မှ25ဘတ်ပဲပြီးတော့အမအုံးပြီးရေခဲမုတ်စားတာအုံးပြီးဘတ်တီနဲ့အရန်စားလို့ကောင်းပါရယ် ပြောမှကလေးလေးအယုတ်ကြီးပေါက်လာတာ။ "तू မတည့်နိုင်ဘူးတယောက်တည်းပြော်နေ။ throw out နဲ့ပွဲစည်းရနေထွက်လာပါပြီ။ထွက်လာတော့ပြင်ကနေအကောင်စားကျင်နေဆိုပြီးတော့အကောင်ဝယ်ပါရဲ့။အကောင်ဝယ်ပြီးတော့ throw ပြတ်ပါပြီ။ throw ပွဲစည်း vlog လေးကိုချိန်မယ်လို့မျှော်လင့်ပါရဲ့။အဆုံးထိကြည့်ရပြီလို့ကျေးဇူးအများကြီးတင်ပါရဲ့။အဲဆိုလို့ရှင် next video မှာပြန်တွေ့မယ်နော်။ bye bye ။